်မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတပ်ဖြတ်ရေးနှင့်အထိမ်းအမှတ်အဖြစ်ယနေ့လူငယ်နှင့်မူရစ်စေဝအန်ရဲ့အသိပညာပေးဟောပြောဝေကျင်းပတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရဲ့ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနေလူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှမူရစ်စီဝါနှင့်အခြားဘေးဖြစ်စေတတ်တဲ့ NGO များအသိပညာပေးကော်မတီနဲ့ရန်ကုန်တိုင်းဒေသကြီးတိုင်းပညာရေးမှုယုံတို့ပူးပေါင်းကျင်းပတဲ့ဇွန်လ26ရက်တွင်ကြာရောက်မယ်အပြည်ပြည်ဆိုင်ရာမူရစ်စီဝါအလွယ်တုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတပ်ဖြည့်ရေးနှင့်အထိမ်းအမှတ်ဖြင့်ယနေ့လူငယ်နှင့်မူရစ်စီဝါ NGO အသိပညာပေးဟောပြောဝဲအခမ်းအနားကိုဇွန်လ25ရက်မွန်လွယ်ပိုင်းကရန်ကုန်မြို့အလုံးမြို့နယ်ရှိ MLE အခြေခံပညာအထက်တန်းကျောင်းတိရိ ချက်သနာခံမှမှကျင်းပရာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝင်ကြီးများခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာကော်မတီအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစုံနေဦးဒုတိယဥက္ကဋ္ဌဒေါက်တာမြတီရဆွေတင်နဲ့ကော်မတီဝင်များအထက်ကလေးအလုံးကျောင်းဆရာမကြီးနဲ့ဆရာဆရာမများကျောင်းသားကျောင်းသူများ လူငယ်ကိုယ်စားလှယ်များဖိတ်ကြားထားသူများတယောက်ကြိုင်လို့သိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အမှစကားပြောကြားရာတွင်ယနေ့လူငယ်နောင်ဝဲလူကြီးစုတည်နေ၏အနာဂတ်နိုင်ငံတော် တာဝန်များကိုကြာရအခမ်းကဏ္ဍမှပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည်။ယနေ့လူငယ်လူရဲများသည်လူသားမျိုးနွယ်တရက်လုံးဤဘုံအန်ရည်ဖြစ်သောမူရစေဝအကြောင်းကိုကြည်ကြည်ပြည့်ပြည့်သိရှိနားလေသဘောပေါက်ပြီးမူရစေဝကိုဝိုးဝေးမှရှောင်ရှားနိုင်မှုလိုအကြောင်း မြန်မာနိုင်ငံသည်ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်မူရစ်စေဝါထိန်းချုပ်ရေးလုပ်ငန်းများကိုအိန္ဒိချင်းနိုင်ငံများအာဆီယံဒေသတွေနိုင်ငံများဘင်းစတက်နိုင်ငံများမဟာမဲခေါင်ဒေသခွဲနိုင်ငံများစသဖြင့်နိုင်ငံတကာအသီးသီးနှင့်ပူးပေါင်းကာနိုင်ငံတကာဆမ်မနာတွင်တက်ကြွစွာပူးပေါင်းဆောင်ရွက်ရရှိကြောင်းမိဘဆရာចောင်းသားចောင်းသူလူငယ်များအလုံးလက်တွဲကမူရစ်စေဝါအန်ရဲကိုကာကိုရန်အမျိုးသားတာဝန်တည်းရဲ့အဖြစ်ပူပေါင်းပါဝင်ဆောင်ရွက်ဖို့လူចောင်းဖြစ်ပြောကြားပါရယ် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဒုတိယအကွက်ထားဒေါက်တာမြသီရာဆွေတင်ကအသိပညာပေးဟောပြောပွဲကျင်းပခြင်းနဲ့ဆက်လက်ပြီးရှင်းလင်းတင်ပြပါအမှတ်၄၂မူရစ်တပ်ဖွဲ့စုရန်ကုန်နောက်ပိုင်းခရိုင်ဒုတိယတပ်ဖွဲ့စုမူဒုတိယရဲမှုမြက်ဖုံးကမူရစ်စေဝါနှင့်စိတ်ကူပြောင်းလဲစေတသောစေဝါများအကြောင်းနဲ့ လူငယ်များသိရှိနားလည်သတိထားရှောင်ရှားနိုင်ရများကိုဟောပြောပြီးအကန်ရေတာဒါဝိုင်းကမူရစေဝအကြောင်းအသိပညာပေးဟောပြောပါတယ်ဆက်လက်ပြီးမူရစေဝနှင့်အခြားပေးဖြစ်စေတဲ့အန်ရီများအသိပညာပေးကော်မတီအတွေ့ရင်မူဦးနိုင်လင်းခန်းကယနေ့လူငယ်များကြုံတွေ့နေရတဲ့စိန်ခေါ်မှုများကိုကြော်လွှားနိုင်ရန်ခွန်အားတရဖြစ်စေမဲ့ motivation.r အသိပညာပေးဟောပြောက တေးရီမီတော်ရေးဆက်ဒီကုန်းနဲ့ရွှေရောင်နေသည့်များစီတခြင်းအားအဆိုတော်လိမ္မော်ဒီခေါ်မမိမမွန်တိုက်ကဖြောပြပါတယ်အဲ့ဒီနောက်အသိပညာပေးဟောပြောကြားတဲ့ပုဂ္ဂိုလ်များအားရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်နှင့်တာဝန်ရှိသူများကဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးရပါတယ်။အဲ့ဒီနောက်အသိပညာပေးဟောပြောချက်များအပေါ်ကျောင်းသားကျောင်းသူများအားညံဆန်မိကုများမိ мян ခြင်းနှင့်ဆုချီးမြှင့်ပေးခြင်းများဆောင်ရွက်ပြီး ဝိရစီဝါနှင့်အခြားဘေးဖြစ်စေတတ်တဲ့အန္တရာယ်များအသိပညာပေးကော်မတီဥက္ကဋ္ဌဒေါ်တတီဝင်းကကျေးဇူးတင်စကားပြောကြားပါရယ်။အဒီနောက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနကပြသထားတဲ့အပြည့်ပြည့်ဆိုင်ရာမူရစီဝါအလွယ်တုံမှုနှင့်တရားမှုရောင်းဝယ်မှုတိုက်ဖြစ်ရင်းနှင့်အထိမ်းမှန်နေရကဲစာဆောင်များကိုကြည့်ရှုလေ့လာကြကြောင်းသိရှိရပါရယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးရှင်နိမြုံနယ်မှုကော်မတီမှပြည်တွင်းအလုပ်ကိုင်ခွင်လန်း6983အတွက်ရှင်နိမြုံနယ်မှုလုပ်ငန်း၈ခုကိုအတည်ပြုပေးတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရှင်နိမြုံနယ်မှုကော်မတီရဲ့ခြောက်မြင်းဆောင်2025ကြိမ်မြောက်အစည်းအဝေးကိုဇွန်လ25ရက်နေ့နေ့ပိုင်းကရန်ကင်းမြို့နယ်တိုင်းဒေသကြီးရှင်နိမြုံနယ်မှုကော်မတီရုံးတွင်ဆောင်ရွက်ကြောင်းသိရပါဗျာ။ အစီအွေသူရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ကော်မတီအဖွဲ့ဝင်များအထူးဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တက်ရောက်လာသူများဟာ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များရဲ့ထုတ်လုပ်တဲ့ပစ္စည်းနမူနာပြသထားရှိမှုများကိုကြည့်ရှုစစ်ဆေးကြပါရစေ။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားပါရယ်ဆက်လက်ပြီးအစည်းအဝေးကိုကျင်းပရာစက်မှုကဏ္ဍတွင်ရှားကိုင်းနှုံးပြည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၆ခုနှင့်ဖက်ဆက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၂ခုတို့ကိုအတည်ပြုပေးကြပါရယ် အတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ CMB စနစ်ဖြင့် wearing apparel မျိုးမျိုးနဲ့အဝတ်ထည်မျိုးမျိုးချလုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီးအစုပိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့မတ်တီငွေရင်းပမာဏမှာအမေရိကန်ဒေါ်လာ9.91တန်းဖြစ်ကပြည်တွင်းလုံခြုံရေးခွင့်လန်း6,953ဦးအတွက်ဖန်တီးပေးနိုင်ကြောင်းနဲ့အစီအွေတွင်အထူးထိကိစ္စရပ်များတင်ပြလာတဲ့ကုမ္ပဏီ10ခုရဲ့တင်ပြချက်များကိုလည်းစီးနီးဆုံးဖြတ်ကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။